ကိုကတနက်အရန်ချိရတဲ့ဒီတငယ်ချင်းတယောက်ရှိနေဆိုလို့ရှိရင်လည်းဖွင့်ပြောဖို့အတွက်ခန့်နေဆိုလို့ရှိရင်ဒီတချင်းလေးဖွင့်ပြလိုက်ပါလို့အဖြစ်ပြန်ပြီးခင်ဗျာမသိကြပါပဲလို့ဟုတ်တယ်ဘယ်ကလေးတော့အဲကလေးစိတ်တွေဆိုတော့ကြောက်လေအဲကိုကသဘောကျပြီဆိုလို့ရှိရင်အသေးအံလိုက်ကြတာကိုလူတိုင်းလူလုံး ကျွန်တော်လည်းအဲ့လိုပါပဲငွေတော့လည်းအဲအသေးစံတော့လိုက်ခဲ့ပါတယ်ဒါပေမဲ့ပြောရှင်မရတာနည်းနည်းများဟုတ်တယ်တကယ်လွဲခဲ့ရကြည့်ပဲကိုကကြိုက်ပင်မဲ့ကိုပြန်မကြိုက်ဘူးငင်းခံရလို့ရှိရင်တင်းရွယ်သူပြောခဲ့စကားတခုရှိရင်တင်းရွယ်လောက်တာဆာရင်ခုန်တက်ကြရဲ့အရွယ်မို့လို့တဲ့ဒီရွယ်မှာအခြေရင်းကိုမစင်စားသေးပါဘူးတဲ့အဲ့လိုငင်းခံခဲ့ရတယ်ဟုတ်တယ်မအဲ့စကားလုံးတစ်လုံးနဲ့ အမတရားတော့ဒီအဖြစ်ပြီးရခန်းလေးပေါ့နော်အဲ့ဒါလေးကိုအရန်ကြိုက်တယ်ပြီးတော့အဲ့အချိန်မှလည်းဆွဲစိတ်ခံရတယ်ဆိုတော့အဲ့ညီမအည်တန်တယ်တရုပ်ဆောင်လေးနဲ့ထက်ထားပြီးတော့ရည်ထားသူလည်းမျက်နှာချင်းဆိုင်ရင်ကိုရည်ချင်ရောအသွက်ပြီးဖက်နေနဲ့လမောင်းကိုဆွဲစိတ်ဆွဲစိတ်နေတယ်ရုပ်တည်တော့ဒီဘက်တိုးလာအောင်လို့တော့တောက်လို့ကြောက်နေကိုကြောက်နေလို့ပြင်တော့ကြောက်လာဆွဲစိတ်ပြီးတော့ဆွဲထည့်လိုက်တာ တင်းတင်းလိုက်တာအာမင်္ဂလာပါကျွန်တော်ကတော့ Academy ရွှေချိုပြင်ပန်းဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ရဲ့ညီမလေးအာ Miss Supranation က Miss Supranation နဲ့ညီမကညီမလေးပိုးပကြီးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်အားလုံးပဲမင်္ဂလာပါညီမတို့ပိုးပကြီးဖြစ်ပါတယ်အဲအခုအခုလာမယ့်နှစ်ဟုတ်2000ဟုတ် Miss Supranation 2026 ကျွန်တော် left front လို့နာမည်လေးကတော့ left front လို့မြင်ရပါတယ်။ဒီသင်းလေးကဆိုလို့ရှိရင်ကျွန်တော်ဒီ left front ဆိုတဲ့အတိုင်းပဲတငယ်ချင်းချစ်ပေါ့နော်။ငငယ်လေးကချစ်ရတဲ့အဲဒီတငယ်ချင်းကိုတငယ်ချင်းအစ်စ်ထက်ကြော်လုံပြီးတော့ရည်စားဖြစ်ရှင်တဲ့ပုံစံမျိုးလေးပေါ့နော်။ဟုတ်အဲ့လိုရေးထားပါတယ်ဟုတ်။ညီမလေးကိုရွေးချယ်ဖြစ်တာကတော့ပြောရရင်တော့ကျွန်တော်ကနည်းနည်းလေးချောပြီးနုနေတော့ကြောက်။ကျွန်တော်လည်းနည်းနည်းလေးနုတဲ့ညီမလေးကိုထည့်ပြီးတော့ရွေးချယ်ပေးထားပါကျွန်တော် အဖြစ်ပေးတဲ့အခန်းလေးပေါ့နော်အဲ့ဒါလေးကိုအရင်ကြိုက်တယ်ပြီးတော့အဲ့အချိန်မှလည်းဆွဲစိတ်ခံရတယ်ဆိုတော့ဘယ်လိုဆွဲစိတ်ခံအဲ့ညမအကြီးတန်းလေတရုပ်ဆောင်လေးနဲ့ထက်ထားပြီးတော့ရည်ထားသူလည်းမျက်နှာချင်းဆိုင်ရင်ကိုရည်ကျင်ရောအတော့ပြီးဖက်နေတဲ့လမောင်းကိုဆွဲစိတ်ဆွဲစိတ်လေးလောရုပ်တည်လမောင်းဒီဘက်တိုးလာအောင်လို့တော့တောက်လို့ကြောက်နေကိုကြောက်နေလို့ပြတော့ကြောက်လာဆွဲစိတ်ပြီးတော့ဆွဲထည့်လိုက်တာတင်းတင်းလိုက်တာ ကိုစိန်လေးကနေပြီးတော့ဒီပုံစံလေးကိုရွေးချယ်ပေးထားပါတော့။တခြင်းကိုလည်းသူကိုယ်တိုင်ရွေးချယ်ပြီးတော့ဒီရိုက်ခွေးရဲ့နေရာမှာလည်းသူကိုယ်တိုင်ဒရိုက်တာလုပ်ပြီးတော့ရိုက်ပေးထားပါတော့။အပင်ပန်းခံပြီးတော့တခြားလေးကိုကြိုးစားပြီးလုပ်ပေးထားဖြစ်ဖြစ်ပါရခင်ဗျာ။ဟုတ်ပထမဦးဆုံးရိုက်တော့ကတော့အဲ့လောက်မဟုတ်ဘူး။ဒီကျောင်းကနေမှရိုက်တဲ့အခန်းမှာဒီမျက်နှာချင်းဆိုင်ကန်းနေဆိုပို့ဆိုးတယ်။မျက်နှာချင်းဆိုင်လိုက်တာနဲ့ဟိုလုံးဝမအောင်နိုင်ထထရည်တော်တော်လေးကိုအောင်းဝင်ခဲ့အဲပုံမှန်တော့ ခက်တီပါပဲခန်းဆိုတီရခန်းဆိုတီလိုက်တယ်အဲရီရခန်းဆိုရီလိုက်တယ်အာသူကတော့အာဒီတိုင်းကြည့်ရင်သာငြိမ်နေလို့ထင်တာသူလည်းအကြီးတမားပဲရီးနေတာညောင်ကအားရဆုံးကတော့ဒီနောက်ဆုံးမိတ်အဖြစ်ရတဲ့အခန်းလေးအခန်းလေးလည်းအားရရပြီးရင်အာ စာသင်ခန်းထဲမှာဒီလာပြီးတော့လေအကိုရွှေရှင်ကျွေးရဲ့အခန်းလေအဲ့ဒါလေးလေချစ်စရာကောင်းပါရဲ့လို့အဲညီမကလည်းအဲ့ဒီအဖြစ်ပေးတဲ့အခန်းလေးရဲ့ပြီးတော့ဒီကျောင်းကဘွားဆင်းလာပြီးပြေးတဲ့ခန်းလေးပေါ့နော်အဲ့မှာဆိုရင်ခဏခဏပြေးရတာညီမကလည်းမရဘူးအရှိဆုံးကနေပြေးရတာအဲဘာလို့မဆိုငငယ်တော့ဒီဘယ်ခလေးတော့တော့အဲခလေးစိတ်တွေဆိုတော့ကြောက်လေအဲကိုကသဘောကျပြီဆိုလို့ရှိရင်အသေးအံလိုက်ကြတာကိုလူတိုင်းလုံးလုံး ကျွန်တော်လည်းအဲ့လိုပါပဲငွေတော့လည်းအဲအသေးစံတော့လိုက်ခဲ့ပါတယ်ဒါပေမဲ့ပြောရှင်မရတာနည်းနည်းများဟုတ်တယ်တကယ်လွဲခဲ့ရကြည့်ပဲကိုကကြိုက်ပေမဲ့ကိုပြန်မကြိုက်ဘူးငင်းခံရလို့ရှိရင်တင်းရွယ်သူပြောခဲ့စကားတခုရှိရင်တင်းရွယ်လောက်တာအစားရေခုံတက်ကြရဲ့အရွယ်မို့လို့တဲ့ဒီရွယ်မှာအခြေရင်းကိုမစဉ်းစားသေးပါဘူးတဲ့အဲ့လိုငင်းခံခဲ့ရတယ်ဟုတ်တယ်မအဲ့စကလုံးတစ်လုံးနဲ့အငင်းခံခဲ့ရ။သူများကြီးခဲ့မယ်ဆိုလို့ရှိရင်တော့အခုတော့နောင်နှရနေပေါ့သူ ကိုထိုင်နည်းနည်းဟိုကိုတော့မချောတဲ့ကောင်လေးတောင်နေရသွားရေးဆိုတော့ချောရမလားအခုချောရမလားချောပါတယ်ညီမတော့ငါဘယ်လိုမျိုးရလို့တော့ထွေးထွေးထွထွရတော့မရှိဘူးဒါပေမဲ့သိရမလားအရန်နေရလေးကလည်းအရန်ချစ်ဖို့ကောင်းတော့လေအဲ့လိုမျိုးရှိတော့ရှိဘူးလေဒါမှမမှတ်မိဘူးအဲ့လိုတည်တည်ချာချာကြီးတော့ချောပါတယ်ကိုညီမလေးကပဲချောပါ အလျှော့ပေးလိုက်ပြီဦးစားပေးလိုက်ပါကျွန်တော်ကအရင်အရင်တော့ကာဘာဆောင်းကာဘာဆောင်းလေးပဲနှစ်ပုတ်ရှိပေါ့နော်ထွက်ခဲတာဒါတော့ကိုပိုင်တရှင်လေးကတော့ပထမအောင်ဆုံးမေးပြောပါတော့နော်ပထမအောင်ဆုံး တော့အရင်ကတည်းကကားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အကိုကအကိုကိုစိန်လေးကလည်းဒီအကရေတေချာလေးအဲထဲ့မယ်ပေါ့နော်အကလေးရောထဲ့မယ်ပြီးရင်အစုံနဲ့အကနဲ့ပေါင်းပြီးတော့ဒီလူငယ်ဆန်တဲ့ပုံစံလေးကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့အာဒီလိုလေးပုံဖော်ဖြစ်သွားတာပါဟုတ်အဲတချင်းကတော့အန်ဒီရ MDV ရိုက်ပြီးတဲ့ကနားထဲမှာစွဲပစက်ထဲမှာလည်းစွဲအမ်ပြီးတော့အကလေးတွေလည်းအရန်သဘောကျတယ်အကိုကတည်းကပြီးတော့အင်းအဲ့လိုတခြား အကိုရေလက်ပါရပေါ့နော်ကာရမှာအကာလေးရလဲချစ်ဖို့ကောင်းတခြင်းလေးရလဲချစ်ဖို့ကောင်းလူရောအဲ့ဒါပဲကြားချင်းနေတာလူတော့မဟုတ်ပါဘူးပြိတ္တတွေကိုဘယ်လိုပေးလဲဘယ်လိုပေးခြင်းလဲဆိုတော့အာလုံငယ်ဆန်ပြီးတော့ချစ်စရာကောင်းတဲ့ပုံစံလေးပေါ့နော်ပြီးရင်အာကိုကကိုကတနက်အရန်ချစ်ရတဲ့ဒီတငယ်ချင်းတယောက်ချစ်နေဆိုလို့ရှိရင်လေဖွင့်ပြောဖို့အတွက်ခန့်နေဆိုလို့ရှိရင်ဒီတခြင်းလေးဖွင့်ပြလိုက်ပါလို့ အဖြစ်ပြန်ပြီးခင်ရမှာသိကြပါပဲလို့အဲကျွန်တော်ရဲ့ဒီ reference ဆိုတဲ့ရှင်လေးကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီရှင်လေးထဲမှာကျွန်တော်ရဲ့ဒီတစုံတရာလိုအပ်ခဲ့တယ်ဆိုလို့ရှိရင်လည်းလိုအပ်ချက်ရှိခဲ့ဆိုလို့ရှိရင်လည်းဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျနောက်ထပ်လည်းကျွန်တော် mini event လေးထွက်ဖို့လည်းရှိပါတယ်တရှင်းလေးအများကြီးကျွန်တော်ဖန်တီးနေပါတယ်အကောင်းဆုံးဖြစ်အောင်အများကြီးစူးစမ်းနေပါတယ်ခင်ဗျအားပေးကြပါအောင်လို့ပြောချင်ပါတယ်